ကိုကိုအာကိုဆိုတာဘာပြောတာလဲလို့ဆိုဓမ္မကိုအာကိုအဲ့ဒီဓမ္မကဘယ်မှာတော့ဆိုကိုယ်တဏ္ဏမှာရှိအောင်လုပ်ယူရမယ်ဓမ္မအိမ်ပဲဆိုလိုတာကိုယ့်ရဲ့အရင်ချင်းတရားဓမ္မကိုအာကိုရမယ်လို့ဒီလိုဆိုတာနော်အမေဖေအာကိုပါပြီတဲ့ဆိုပါလို့အမေအာကိုနေတော့အဖေအာကိုနေတော့ အမေဖေရလည်းသူ့ဘာသူ့ဘာမတတ်နိုင်ဘူးနောက်ဆုံးသေခြင်းတရားနဲ့ရင်ဆိုင်သွားတော့အမေလည်းအားကိုးစရာမရှိဘူးဖေလည်းအားကိုးစရာမရှိဘူးနောက်ဆုံးမှာလူတွေဟာဘဝတစ်ခုဆုံးပြရတဲ့အချိန်ရောက်လာလို့ရှိရင်အားကိုးရမဲ့သွားကြတာကြည့်မယ်ဟောပုဂ္ဂိုလ်အားကိုးလို့ကဖြစ်အားကိုးလို့မရဘူးတဲ့ဝိုင်းကြည့်ရင်ဘာတဘာဘာတတ်နိုင်ဘာမတတ်နိုင်နော် လောကမှာဘဝကိုစွန့်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုပဲကြည်နေုံနဲ့မျက်ရည်ဆက်လက်ငိုကြွေးပြီးတော့အနန္တကဘာမှမတတ်နိုင်လို့လက်မိုက်ချပြီးတော့သွားကြရတာဒီအများကြီးပဲလေအဲ့လိုအချိန်မှာဘုသူအာဘဝမှာလဲလို့မိကုံထုတ်ချလိုက်ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့တရားကလွယ်လို့တခြားအာဘောစရာဘာမှမရှိဘူး စဉ်းစားကြည့်ပေါ့လူတယောက်ဟာလေဖြတ်ထားလေဖြတ်ထားတဲ့အခါစကားလည်းမပြောနိုင်ဘူးတတိတော့ရှိတယ်စကားမပြောနိုင်ဘူးမလှုပ်နိုင်ဘူးမတိုင်နိုင်ဘူးဆိုရင်ဘုအာကုန်ကိုတရားအာကိုရမှတပါဘာမှမရှိနော်အဲ့ဒီအချိန်မှာဓမ္မကိုအာမကုန်နိုင်ဘူးဆိုရင်ဒီလူဟာ ေါသတွေထွက်ပြီးတော့နောက်ဆုံးမှရုံရင်ကန်ရင်နဲ့ဒေါသလွန်မှုတဲ့စိတ်နဲ့အပင်ငယ်ကျသွားဖို့ကပိုများတယ်ပဇက်ကမပြောနိုင်ဘူးမပြောနိုင်သေးတဲ့ကြောင့်ကိုယ်နားမှာနေတဲ့လူတွေကဘာလို့သူလှုပ်ချင်တာဘာလို့ပြရမှမသိသည့်အတွက်ကြောင့် ူဆန္ဒအတိုင်းမဖြစ်ဘူးဆိုရင်အာမလို့အာမရနဲ့စိတ်တည်တူပြီးနောက်ဆုံးမှာအပင်ငယ်ကြသွားနိုင်တယ်ပေါ့အဲ့ဒီအချိန်မှာတကယ်ကိုကိုယ့်ကိုအာကိုမှဓမ္မကိုအာကိုမှအာကိုရအစ်ဖြစ်နိုင်တယ်တာအလေးနဲ့စဉ်းစားပြီးတော့ထားတာလူတိုင်းလူတိုင်းရဲ့နောက်ဆုံးနေ့ဆိုတာရှိလာမှာနောက်ဆုံးနေ့ရှိလာတဲ့အချိန်မှာ မရောက်ခင်ကကိုကျွတ်တင်ပြင်ဆင်ရမှာလားကုသနာမှာအားကိုးရရှာထားရမယ်ဒါမှမဟုတ်လူတိုင်းအတွက်အားကိုးစရာလူတိုင်းမှာအားကိုးစရာဆိုတာပါလေသစ္စာဗျာကနာထတုတ်တံမှာအားကိုးစရာကို ရှာပြထားတယ်ဗောရသော်ဘုရားရှာပြထားတဲ့အတိုင်းဘုန်းကြီးတို့ကြွတင်ပြီးတော့အာကုမှုခိုင်မာအောင်ပြုလုပ်ထားဖို့လိုအပ်တာဗောဒီလိုဆိုတာเนาะတဏ္ဍာထဘိက္ခဝေဝိဟရထမာအနာထစိတ္တယဟန်တို့အာကိုရရှိအောင်ရှာထားကြအာကိုရရှိအောင်နေကြထိုင်ကြ အကိုရမဲ့မနေတိုင်းညနေတဲ့ဒုက္ခအနာထောဝိဟရတိအကိုရမဲ့နေတဲ့ပုဂ္ဂိုလ်ဟာဒုက္ခရောက်လိမ့်မယ်ဒါလို့ဆိုတာပေါ့အဲ့တော့ဒုတိုင်းအတွက်အကိုရအဖြစ်ရောက်စေနိုင်တဲ့အရာတွေကပါနေတယ်လို့အဲ့ဒီထဲမှာအတွင်းအပြင်နှစ်ခုရှိတဲ့ထဲမှာ ကိုယ်တဏ္ဍာမရှိတဲ့အရာကကိုကုအပြင်ဘက်ကတစ်ခုအဲ့တော့အတွင်းနဲ့အပြင်ဆိုတဲ့အထက်မှာအတွင်းအားကိုရတာပိုများတယ်အပြင်အားကိုရတာအလွန်နည်းတယ်ဟောအပြင်အားကိုရမဲ့ဟာတစ်ခုပဲရှိမိမိရဲ့တဏ္ဍာမရှိတဲ့အကြီးချင်းတွေကိုပဲ တကယ်အကိုရာဖြစ်တတ်မှတ်ပြီးတော့အကိုကြရမှာဖြစ်တယ်တဲ့အပြင်ကကိုထောက်ကူပြုတ်ပေးနိုင်တာတခုတည်းပဲရှိတယ်။ဒါကြောင့်မို့အကိုရာဆိုတာအပြင်ကိုသိမရှာနဲ့ကိုကိုပဲအကိုရာရှာရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာနော်။အကိုရာရှာတယ်ဆိုတာจุတင်ပြီးတော့ပြင်ဆင်ထား လူတိုင်းလူတိုင်းအာဟုယံဆိုတာရှိနေရအာဟုယံရှိနေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်တော့မှဒုက္ခမရောက်ဘူးလို့ထင်လို့ဒုက္ခမရောက်အောင်အာဟုယံမြတ်စွာဘုရားဒီတုတ်တန်မှာ10မျိုးပေးတာအဲ့ဒီ10မျိုးတည်းကကုသဏ္ဍမှာရှိနိုင်တာကိုကိုကိုမျိုးအပြင်ကတစ်ခုအလုံး10မျိုးလို့ ီလိုမှတ်သားပြီးတော့ထားကြရအောင်အပြင်ကဆိုတာဘာလဲစပြောရမယ်ဆိုရင်ကလျာဏမိတ်တာလေမိတ်ကောင်းဆွေကောင်းမိတ်ကောင်းဆွေကောင်းဆိုတာဘယ်လိုဟာကိုမိတ်ကောင်းဆွေကောင်းဆိုတာလဲကိုနဲ့အဖော်လိုက်တဲ့ပုဂ္ဂိုလ်မိတ်ကောင်းဆွေကောင်းလား ဘာလုတ်လုတ်တူတူလိုက်တဲ့ပုဂ္ဂိုလ်မိကောင်းဆွေကောင်းလားဆိုမဟုတ်ဘူးမိကောင်းဆွေကောင်းဆိုဒီမှာကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ကမိကောင်းဆွေကောင်းကိုကိုမတိန်ဆောင်ရအောင်ထိန်းချောင်းပေးတဲ့မိကောင်းမှာမိဆွေမှာမိကောင်းလို့ခေါ်တာနော်ဆိုလိုတာကို့မှာကိုချင်းတီလာမရှိသေးဘူးဆိုရင်ဒီမိဆွေကကိုချင်းတီလာရှိအောင်သွေးဆောင်ဖျားရောက်တိုက်တွန်းပေးတယ် အသိပညာမရှိသေးဘူးဆိုရင်သိပညာရှိအောင်တရားတရားမရှိသေးဘူးဆိုရင်တရားတရားရှိအောင်ဆောင်ရွက်ပေးတဲ့မိတ်ဆွေမျိုးမှာမိတ်ကောင်းဆွေကောင်းလို့ဒီလိုခေါ်တာနော်နောက်ဆုံးမှာတကယ်မိတ်ကောင်းဆွေကောင်းအစ်စ်ဟာဘယ်သူလဲလို့ဆိုလို့ရှိရင်ဖះပဲ။